ခရစ်တော်၌မိဝဲသောသူတလုံးတဝါဖြစ်ပြီဆိုကျွန်တော်ခရစ်တော်ရဲ့မူဝါဒအောက်မှာအသက်ရှင်ဖို့ဘုရားအလိုတော်ရှိတယ်ဟာလေလုယာခရစ်တော်ရဲ့မူဝါဒအောက်မှာအာသာရဲ့မူဝါဒအောက်မဟုတ်တော့ဘူးဆိုတော့ကျွန်တော်ပြောင်းလဲတဲ့နယ်ပယ်ကိုနားလည်ဖို့အရေးကြီးတယ်အာမင်ဘာနဲ့တူလဲဆိုတော့ကျွန်တော်လင်မယားနဲ့တူတယ်ကျွန်တော်တခြားလူမျိုးတွေကဘယ်လိုလဲမသိဘူးကျွန်တော်ချင်းမှာကြတော့မိန်းကလေးတယောက်ကအိမ်ထောင်ကျပြီဆိုသူ့ရဲ့အရင်မျိုးနွယ်ကိုပြောလို့မရတော့ သူ့ယောက်ျားမျိုးနော်ကိုပြောရတော့တာ။ဥပမာကျွန်တော်တို့လင်မယားဥပမာကျွန်တော်မိမာ B မျိုးနွယ်ကျွန်တော်က A မျိုးနွယ်ဆိုရင်သူနဲ့ကျွန်တော်နဲ့ညာပြီးတဲ့အချိန်ကစပြီးသူ့နာမည်ကိုအတူကို B မျိုးနွယ်လို့မပြောတော့ဘူး A မျိုးနွယ်လို့ပဲပြောတယ်။ဘာကြောင့်လဲဆိုတော့အမျိုးသမီးတယောက်ကိုယောက်ျားတယောက်ကမိမဇတိတမိဇနီးမယားနေနဲ့တင်ပိုက်ဖို့ဘာလို့ဖို့လို့လဲဆိုတော့အဖိုးခပေးရတယ်။ကျွန်တော်မျိုးသမီးကိုကျွန်တော်လက်ထပ်ခြင်းတဲ့ကြောင့် तू အဖေမေစီကိုကျွန်တော်ပြောပြီးတော့သူတို့တောင်းတဲ့အမောင်းကိုကျွန်တော်ပေးရတယ်ဘေဘီဖြစ်တဲ့ကြောင့်သူဒီကျွန်တော်အပိုင်ဖြစ်သွားပြီသူတို့အပိုင်မဟုတ်တော့ဘူးသူတို့ဘာမှသူတို့နဲ့မဆိုင်တော့ဘူးဒါနဲ့ကျွန်တော်တို့အာလက်ထက်ကနေပြင်မာလာပြီးတော့နေနေတဲ့သူတွေအားလုံးကိုခရစ်တော်ကလက်ဝါးကားထဲမှာရွေးနှုတ်ခဲ့တာဖြစ်တယ်ဟာလေလုယာခရစ်တော်ကငါမင်းတို့ကို ရွေးပြီးပြီး အသက်တော်ဆွနဲ့အသွေးသွင်းပြီးတော့ကျွန်တော်တို့ရွေးချယ်ထားတဲ့သူဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကကာရစ်တော်နဲ့တက်ဆိုင်တော်သူဖြစ်တဲ့ကြောင့်ကာရစ်တော်ကိုမိဝဲတော်သူဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒီလောကသားတွေနဲ့ကျွန်တော်အမြဲတမ်းထူးခြားမှုရှိနေရမယ်။နားလည်နေဖို့ဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။အဲ့တော့အတုံးလုံးမတူဘူး။လောကသားတွေကလူတည်ရင်တည်တယ်ပဲပြောတယ်။ကျွန်တော်ယုံကြည်သူကတည်တယ်လို့မပြောဘူး။အဲ့တယ်လို့ပြောတယ်။ ။တမျိုးပြောရရင် rest in peace အနားယူတယ်လို့ပြောတယ်။မယုံကြည်သူတွေကနေမကောင်းတဲ့ချိန်မှာငါနေမကောင်းလိုက်တာလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ယုံကြည်သူတွေကနေကောင်းတဲ့ချိန်မှာငါခရစ်တော်အဖြစ်ငါချမ်းသာတော်သူကြွေးကြော်နိုင်တော်သူဖြစ်တယ်။ hallelujah ။ amen ။အော်ကျွန်တော်တို့အားနေတဲ့ချိန်မှာငါခွန်အားရှိသောသူဖြစ်တယ်။ချင်ပေါ်လူကငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော့ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော့အဲ့ဒါအရေးကြီးတယ်။ သူ့ကိုသူအားရှိတယ်လို့သူမပြောဘူးတယောက်ယောက်ကသူ့ကိုပေးနေတယ်အဲ့ဒါက Chris in Christ ခရစ်တော်နဲ့မျှဝဲတော့သူကျွန်တော်တို့ယူဆပုံလေးတွေပြောင်းလဲရမယ်အာမင်ခရစ်တော်နဲ့မျှဝဲတော့သူကလောက၌အသက်ရှင်တဲ့ဒီတာမန်လူတွေကျွန်တော်အမြင်ပဲတော့မှတူလို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့လောကမှာအသက်ရှင်တော့သူခရစ်တော်ကိုမရတဲ့သူကဒီလောကအတွက်ပဲအသက်ရှင်တာ။လောကအတွက်ပဲအသက်ရှင်တာ။ကျွန်တော်ပြောပြမယ်။တချို့ယုံကြည်သူတွေကယေရှုခရစ်တော်လာတာက သာရအသက်အတွက်ပဲလာတယ်လို့ကျွန်တော်တို့ထင်တယ်။ယေရှုခရစ်တော်လာတာဒီသာရအသက်အတွက်ပဲလာတာမဟုတ်တယ်လို့လောကမှာအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့အတွက်မဆပ်ဖို့အတွက်ပဲလာတာမဟုတ်ဘူး။ तू ကနှစ်ခုစလုံးသက်လာတာဖြစ်တယ်။ဟာလေလုယ။အဲ့ဒါနားလည်ဖို့လိုတယ်။ကျောင်းယုံကြည်သူကယေရှုကိုယုံတာသာရတက်တက်ပဲယုံတာလေဆိုတော့လောကကြီးမှာငါတို့ကဆင်းရဲတွေခံဆင်းရဲမှာပေါ့ဘာဖြစ်မှာပေါ့ဘာ ကျွန်တော်ပြောချင်တာဆင်းရဲခြင်းမရှိတော့မို့ရှိတယ်ဒါပေမဲ့အဲ့ဒီထဲကနေယုံထွက်နိုင်တော့ခွင့်ပေးတာလဲထိုယေရှုခရစ်တော်ရဲ့နာမဖြစ်တယ်ဟာလေလုယကျွန်တော်အဲ့ဒါကိုနားလည်ဖို့ဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်အတ္တတာကခရစ်တော်၌မိဝဲတော်သူမဟုတ်ရင်တော့ကျွန်တော်လောကကိုပဲဆွဲလိုက်ပြီးတော့လောကတော့ပဲကျွန်တော်အသက်ရှင်ဆိုတော့လောကတော့ပဲအသက်ရှင်ရင်တော့အမှန်တမ်းပြောရင်တနာစရာကောင်းသောသူတွေဖြစ်တယ်ကျွန်တော်တို့ကကျွန်တော်တည်တဲ့အချိန်မှာအခုနော်အာမြန်မာပြည်မှာ မမျော်လင့်ပဲနဲ့ဒီအမှုပညာသမားတယောက်ပြီးတစ်ယောက်ဆုံးနေသူတို့လည်းအံ့ဩတယ်နော်တချို့ကကောင်းလာကောင်းရလာပါစေပါညာကျွန်တော်ထင်တယ်လို့ပဲပြောနေတာလေတိတိကျကျမရှိဘူးကျွန်တော်တို့ဒါနဲ့ career tonight me where do to allo mo တိတိကျကျရှိတယ် hallelujah တိကျတဲ့လောကမှာကျွန်တော် attention နဲ့အခါမှာယေရှုခရစ်တော်ကဒီလောကကျွန်တော်တို့ကိုကယ်တင်တာကဒီလောကတော့ပဲမလာဘူးဆိုတာဘယ်မှာတွေ့ရလဲရှင်ရောအခန်းကြီး၄မှာလဲကျွန်တော်တွေ့ရတယ် 对侬的双眼就没信赖了，我我可以用嘴巴的，朋友都看过来用嘴巴的，我多美了！对侬内部内也变心不？我苦多美，怎么样？我变了没？阿门！所以，创造乃每一位都得打开。哎呀，我但不晓得得打开不的，这个不难，没事。比如，哎呀，我这边晓得得打开不的，把这哎呀我这边晓得得打开不的来说，人。 လောကနဲ့ပတ်သက်လာရင်ကျွန်တော်လောကကြီးအရင်တိုးတက်တယ်လေ။အရင်တိုးတက်တယ်အခု။အမေဘလောက်ပဲတိုးတက်တိုးတက်တိုးတက်တော်တော်များများနားလဲထားတာဒီရဲ့ဒီလောကကြီးရဲ့တက်တန်းကိုသူတို့ပြောနေကြတယ်။ပြောနေကြတယ်။နှစ်ထောင်အနှစ်ထောင်တော့ဖြစ်တယ်1900ဘလောက်တော့ကဘာကြီးရဘလို့စိမ့်လန်းတယ်။အခု2000မှာကဘာကြီးရဘလို့ဖြစ်သွားတယ်။ကြည်လာရင်ကဘာကြီးရတဖြည်းဖြည်းတွေးချောက်လာတယ်။ဆိုတော့ဘာကိုပြောချင်တာလဲ။ကုံဆုံးမဲ့အရာကိုပြချင်နေတယ်။ ဆိုတော့ကုံဆုံးမဲ့အရာတွေအတွက်သိပ္ပံပညာရှင်တွေမှာအဖြစ်မရှိဘူးဒါပေမဲ့ character တော့နိုင်မီဝဲတော့သူတွေအတွက် character ကိုတည်တော့သူတွေအတွက်ကျွန်တော်တို့ကတေချာတော့အဖြစ်ရှိတယ်ထာဝရကောင်းကင်ဖြစ်တယ် hallelujah အကျွန်တော်တို့ဒီနေ့ဘာလို့နားလည်စင်စင်လို့ဆိုတော့ character နိုင်မီဝဲတော့သူတကယ်ကျွန်တော်မီဝဲတော့သူတကယ်ဖြစ်တယ်ဆိုတော့နံပါတ်1နားလည်ရအောင်ကိုကိုကိုလည်းမေးခွန်းထုတ်ရအောင်ငါ character နိုင်မီဝဲတော့သူတကယ်ဖြစ်သလားမဖြစ်ဘူးလားဖြစ်တယ်ဆိုရင်ကျွန်တော်အမြင်နဲ့ပြောင်းလဲဖို့လိုတယ် စိတ်တကြခြင်းတင့်တတအတင့်တတထဲမှာလာတယ်မလာဘူးမဟုတ်ရှိတယ်ဒါပေမဲ့အဲ့စိတ်တကြခြင်းကခရစ်တော်နဲ့မိဝဲတော့တင်မိဝဲတော့သူတင်တကယ်ဖြစ်တဲ့ကိုအနိုင်မယူဘူးတင်ကအထူအရာကိုခရစ်တော်အဖြစ်အနိုင်ယူနိုင်တော့အခွင့်ဖရားကတင့်ကိုပေးလာတယ်အာမင်ဟာလေလုယာကျွန်တော်အဲ့ကျွန်တော်အဲ့လိုပဲအသက်ရှင်တယ် very simple ကျွန်တော်ယောသားဆိုတာပြောရင်ကျွန်တော်အဲ့လိုပဲအသက်ရှင်တယ်ယနေ့ထိကျွန်တော်အခုနောက်ပိုင်းဒီ ကလေးတွေနဲ့အားယူမိသားစုချဲ့ယူပြီးတော့ကျွန်တော်ကဒီကျန်းစာဇလန်းလေးတွေသူတို့ကြည့်ခိုင်းတယ်ကျွန်တော်လည်းကြည့်တယ်အဲ့ဒီဇလန်းလေးတွေကြည့်ပို့ပြီးတော့ပုံမြင်ရတယ်ပို့ပြီးတော့နားလည်ရတယ်လို့ပဲကျွန်တော်ခံစားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်လေအာဗြဟံကိုဖခင်ကခေါ်တာတင့်ကိုလူမျိုးကြီးဖြစ်စေမယ်တင့်ကိုကောင်းကြီးပေးလို့ကောင်းကြီးပေးမယ်ဆိုပြီးတော့ကျန်းစာမှာရေးလိုက်တယ်ပြီးနောက်တနေ့မှာအကြည့်ချက်ကောင်းကြီးတွေပေးတယ်ဆိုတော့ဟိုမသိရင်တစ်ခဏ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 ဖြစ်သွားတဲ့ပုံစံမျိုးကျွန်တော်ကထင်တယ် no အဲ့လိုမဟုတ်ဘူးအာဗြဟံရဲ့ဇလန်းကအထူးကြီးလေလူတစ်ယောက်ရဲ့ဇလန်းကိုတဏ္ဍာရီပြောလို့ဘယ်ဖြစ်မလဲအသက်ဒီလောက်ကျွန်တော်အဲ့ဇလန်းကြည့်တဲ့အခါမှာကျွန်တော်ဘာတွတ်တွေ့လဲဆိုတော့သူ့မိမကအကြည့်ကြံငိုတယ်အာဗြဟံဒီဖယားမခေါ်ခင်သူကယုံကြည်သူမဟုတ်သူကနတ်ဖယားကိုကိုယ်တဲ့လူဖြစ်တယ်ယုတ်သူကိုယ်ကိုယ်တဲ့သူကအဖေရသူ့ကိုမခေါ်ချင်အဲကြောင့်သူ့ကိုတင်ရှိတဲ့နေရာကနေထွက်သွားဆိုပြီးတော့ထွက်သွားခိုင်းတာဖေရကသူ့ကိုတပ်တပ်ဖယ်ပလိုက်တာ သူ့လူမျိုးတက်သူဖယ်ပလိုက်တော့နောက်တော့ကျွန်တော်အားလုံးသိတဲ့အချိန်မှာသူ့မှာခလေးမရနိုင်ဘူးခလေးမရဒါပေမဲ့ဖျားစီရလာတဲ့ဂတိတော်ကြတော့လူမျိုးကြီးဖြစ်စင်မယ်မင်းသားသမီးတွေကြီးကြီးစမ်းဒီလောက်များမယ်ဆိုပြီးတော့ဂတိတော်ကတော့ခဏခဏလာနေတယ်ကြားနေတယ်ဒါပေမဲ့လက်တွေ့မှာကြာဖြစ်မလာဘူးသူ့မှာဆိုတော့သူ့မိမလည်းစိတ်ညစ်လာပြီဆိုတော့ ဣတိလလူမျိုးတွေအဲ sorry ဣတိလမဟုတ်အဲ့ဒီတော့ယောက်ျားလေးတွေတားယောက်ျားလေးအရန်လိုချင်တယ်လေဆိုသူမမွေးနိုင်တဲ့ခါမှာနင့်ဖီးယားလည်းခဏခဏပြောတကယ်တော့ဆာရာကအာဗြဟံကိုယမ်းချစ်တာဆိုတော့နင့်ခဏခဏပြောတယ်ငါတို့မှလည်းဒီမှာငါတို့အသက်တရားလည်းရောက်လာပြီတစ်ခါလေးလည်းမရနိုင်တော့နောက်ဆုံးတော့ကဲတယောက်ျားကိုလည်းချစ်တော့ငါလည်းနင့်ကိုမစွမ်းပေးနိုင်တော့ကဲငါ့ကျွမ်းမနဲ့အိတ်လိုက်တော့ကျွမ်းမကိုနေယူလိုက်တော့ဆိုတော့ဇလန်ထဲမှာကျွမ်းမလည်းလည်းအေးရော 他咧咧没啦，啊，佮我拜了祭啦，他咧没就拜了祭啦，就嘛，媒体嘛没标啦，啊嘛，撒拉阿伯斯嘛，当家咪。你那阿达特隆来啦，你皮亚标咧苏比罗阿达切隆啊，你皮亚那国变来啦啦，阿布布皮亚咧苏比你皮亚国阿来啦啦。那么达达米西面苏比罗阿古里来嘛西布，阿阿伯吉就生伊的，阿拉里进，True 耶。 ဇလန်းကပို့ပြီးတော့တိတာလာတယ်လေဂျက်စာဖန်တော့တခါမှခေါ်လိုက်တယ်တခါမှကောင်းချီးပေးလိုက်တာအာအကြီးကျယ်ကတော့တကယ်တကယ်ကျွန်တော်လက်ကျွန်တော်ယနေ့ကျွန်တော်နေ့စဉ်အသက်တာတွေလည်းအဲ့လိုပဲခရစ်တော်နဲ့မိဝဲတော်သူဖြစ်တယ်ခရစ်တော်အဖြစ်မျော်လင့်ခြင်းရှိတော်သူတွေဖြစ်တယ်ဒါပေမဲ့နေ့တိုင်းအသက်တာမှာစိတ်တကြဆန်ရှိတာပဲစုံစမ်းခြင်းတွေရှိတာပဲဒါပေမဲ့ဘာကွာတော်လဲတိလားလောက လောကနဲ့ဆက်ဆံတဲ့သူကစုံစမ်းခြင်းနဲ့ရှိလာရင်လောကနဲ့လောကနည်းနဲ့ပဲဖြစ်ရှင်တယ်လောကနည်းနဲ့ဖြစ်ရှင်လောကနည်းနဲ့ဖြစ်ရှင်တယ်ဆိုတော့သိလားအကြံဖန်တွေပါလာပြီလေမျက်နာလိုက်ရတာတို့ဟိုမျက်နာလိုက်ဒီမျက်နာလိုက်တွေပါလာပြီလေမတရားတာတွေပါလာပြီလေဒါပေမဲ့လောကနည်းနဲ့မဖြစ်ရှင်တဲ့ခရစ်တော်နဲ့မိဝဲတော်သူကလောကနည်းနဲ့ဖြစ်ရှင်လို့မရဘူးခရစ်တော်နဲ့ပဲဖြစ်ရှင်မှရတာဟာလေလုယအဲ့တော့ဘာလို့ဖို့လို့ရလဲဆူတောင်းဖို့လို့ရတယ်ဖျားကိုပြောဖို့လို့ရတယ် လို့တဲ့ချိန်မှာဖခင်ကအချိန်တိုင်းတောင်းယူပေးတယ်။နားလည်တယ်ဗျဖခင်ကောင်းချီးပေးပါစေ။အဲ့တော့ကျွန်တော်ပြောချင်တယ်စမ်းတက်ကြည့်ပါကျွန်တော်ပြောတာစမ်းတက်ကြည့်။ကိုပြတနာပြတနာမရှိတဲ့လူကျွန်တော်ရှိမှာမဟုတ်ရှိကြမယ်။ဖခင်ကိုစိန်ခေါ်ကြည့်ပါစမ်းတက်ကြည့်ပါ။ဖခင်ကအစမ်းတက်ခံတော့ဖခင်ဖြစ်တယ်။ဟာလေလုယ။မဖြစ်နိုင်ပါဘူးကွာဆိုတဲ့စကားကလောကသားတွေပြောတဲ့စကား။ တင်ခရစ်တော်နဲ့တကယ်ယက်တည်တင်တော်ဒီငါစကားဒီတင်တော်နိုင်တည်ပြီးတော့ငါတင်တော်ဒီလည်းငါနိုင်တည်လေလို့ပြောတယ်ကျွန်တော်ဒီလိုပြောလို့တိုက်အကြီးကြီးပေးပါတိုင်းတထောင်ပေးပါကျွန်တော်အဲ့လိုတောင်းခိုင်းတာပြောတာမဟုတ်ဘူးတင်ဘဝမှာတင်စူးကြတော့တင်ကိုစူးနေတဲ့အရာတင်ကိုဒုက္ခပေးနေတဲ့အရာတင်တကယ်တောင်းကြည့်ပါတခင်ဘုရားနဲ့မိဝဲတော့သူတင်တကယ်ဖြစ်တဲ့ဆိုရင်တင်မှာရပိုင်တော့ခွင့်ရဘုရားကပေးထားတယ်ဟာလေလုယား ။ဒါပေမဲ့ကျွန်တော်တခါလေးကြာရင်ကျွန်တော်တို့ဖြစ်တည်တဲ့အရာကိုမေ့တယ်လေ။တခင်ပြားတဲ့မိဝဲတော့သူကျွန်တော်မိဝဲတော့သူဖြစ်ပေမဲ့အဲ့မိဝဲတော့သူကဲတော့ကျွန်တော်အတတ်မရှင်ဘူးလေ။မိဝဲတော့သူကဲတော့ကျွန်တော်မမြင်ဘူးလေ။အဲ့တော့ဘာလို့ဖို့လိုအပ်လဲ။တန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းလိုအပ်တယ်။ဟာလေလုယ။ပေတရုယောဟန်ယာကုပ်တွေအားလုံးကယေရှုနဲ့အတူသွားလာတဲ့လူတွေဖြစ်တယ်။ယေရှုနဲ့အတူအိတ်တယ်။ယေရှုနဲ့အတူသွားတယ်။ဒါပေမဲ့လေ ြဿနာတွေ့ရင်တစ်ချိန်လုံးပူပန်ပြီးတော့ယေရှုကိုဟာဖြတ်တဲ့လူတွေဖြစ်တယ်။ဒါပေမဲ့ယေရှုကလည်းတီးခံတယ်။မင်းတို့ကြောင့်ငါတစ်ချိန်လုံးမျက်နာပြတ်တယ်။မင်းတို့ကြောင့်ငါတစ်ချိန်လုံးဒီလိုဖြစ်တယ်ကွာ။ခဏခဏဆူတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာဝိညာဉ်တော်ရဲ့မဆာခြင်းသူတို့ထဲမှာမရှိသေးဘူး။ဝိညာဉ်တော်ရဲ့မဆာခြင်းတမန်တော်နှစ်ထက်ကသူတို့ခံယူလာတဲ့အချိန်မှာလေအယံသူရဲ့ဘောကြောင့်နဲ့ပေတယူဝအယံတတိရှိတဲ့လူဖြစ်တယ်အာမင်အာမင်ဟောပြောတယ်လူတွေအများကြီးပြောင်းလဲလာတယ် အရင်တော့အမေကယေရှုရဲ့တကယ်ချင်းမှတော့လို့ပြောတဲ့ချိန်မှာကြောက်နေတဲ့ပေတယုဒီမင်းအစိုးရကမင်းတို့ကွာဒီယေရှုဆိုတဲ့နာမနဲ့တရားမဟောတော့တရားမဟောနဲ့တော့ကွာအဲ့ဆိုမင်းတို့ကဘာမှမလုပ်တော့ဘူးအော်မင်းတို့အခုရိုက်ပြီးဆုံးပါမယ်နောက်ဆိုဆက်မဟောနဲ့သူပြန်ပြောတယ်မင်းရဲ့စကားတဲ့ဖခင်ရဲ့စကားကိုငါတို့ဘယ်ဟာပုံနှောက်ထောင်းအောင်လဲရဲရင်တဲ့စိတ်ရလာပြီဟာလေလုယာသူရဲ့ယက်တီမှုကိုသူသိလာပြီကျွန်တော်ပြောတယ် ကျွန်တော်ယုံကြည်သူတွေရဲ့ယံသူကလေအပြည့်မဟုတ်ဘူးကျွန်တော်မမြင်ရတဲ့အရာတွေကကျွန်တော်တို့တိုက်ခိုက်နေတာဖြစ်တယ်မမြင်ရတဲ့နာကြီးခြင်းတွေမမြင်ရတဲ့မာမာနာတွေမမြင်ရတဲ့ဆုံးရှုံးခြင်းတွေကကျွန်တော်တို့ကိုတိုက်ခိုက်နေတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့တေဟာခရစ်တော် night မိဝဲတော်သူတကယ်ဖြစ်ရင်ထိုရာတဲ့ကဘုရားကတင့်ကို လွတ်ချင်းခွင့်ပေးနိုင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့တော့တကယ်ကျွန်တော်ခွန်အားပေးခြင်းနဲ့အယောက်စီတိုင်းကျွန်တော်နားလည်စေခြင်းနဲ့ယေရှုခရစ်တော်ကလောကကိုအောင်နိုင်တော်သူဖြစ်တယ်လို့သာရအတက်ကိုပေးတော်သူလည်းဖြစ်တယ်အဲ့ဒါကသူနဲ့သူ့ပေါ်သူ့ကိုမိဝဲတော်သူကအဲ့ဒါကိုရပိုင်ခွင့်ရှိတယ်ဒီနေ့မီလီယံနာဘီလီယံနာကိုလက်ထပ်တော်အမျိုးသမီးတီဘီလီယံနာရဲ့စီးစိမ်ကိုခံစားရတော်ခွင့်ရှိတယ်အာမင်ဟာလေလုယာ ဆိုတော့ကျွန်တော်တို့ဒီနေ့တင်လက်ထကျွန်တော်တို့အသင်းတော်ဆိုတာသရိုသမီးဖြစ်ပါတယ်ယေရှုကသရိုသားဖြစ်တယ်အသင်းတော်ထဲမှာကျွန်တော်အသင်းသူတင်းသားရဲ့အားလုံးကယေရှုရဲ့သရိုသမီးဖြစ်ပါတယ်ကျွန်တော်တို့ယေရှုကိုလက်ထပ်ထားတာဖြစ်တယ်။ယေရှုရဲ့ကောင်းမြတ်ခြင်းနဲ့အားလုံးဒီကျွန်တော်တို့တက်ဖြစ်တယ်။ဟာလေလုယာ။ဒီလောကမှာပဲဖြစ်ဖြစ် နောက်တမလွန်ပါပဲဖြစ်ကျွန်တော်တက်ဖြစ်တယ်သူဒီနေ့ချိန်ထိ तू လှုပ်လှုပ်နေတဲ့ busy နေတာကကျွန်တော်အားလုံးတက်ဖြစ်တယ်သူ့ကိုမီဝဲတော့ तू သူ့ကိုချင်းကတ်တော့ तू ဖြစ်တယ် तू နိုင်တလုံးတဝတော့ तू တလုံးတဝရှိတော့ तू တွေတက်ဖြစ်တယ် hallelujah အဲ့တော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုနားလည်အောင်ကျွန်တော်ကခရစ်တော်နဲ့မီဝဲတော့ तू ဖြစ်ဖို့ဘုရားကလိုတော်ရှိတယ်တင်တကယ်ယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်နဲ့တကယ်ယုံကြည်လက်ခံလဲဆိုရင်တင်ဟာခရစ်တော်နဲ့မီဝဲတော့ तू ဖြစ်တယ်ဘယ်ဒုက္ခလာသလဲ အဲ့လောက်လာတဲ့ဒုက္ခတွေကိုလောကလူအနေနဲ့လောကရာနဲ့မဖြစ်ရှင်းပါနဲ့ခရစ်တော်အဖြစ်ဖြစ်ရှင်းပါလို့ကျွန်တော်ကွန်အားပေးခြင်းနဲ့ရောက်စီချမ်းဖြာရှင်ကောင်းချီးပေးပါစေ